မင်္ဂလာနနက်ခင်ပါယေရှုဘိယူနာမြတ်တာတော်နဲ့ရင်သက်ခြင်းလွှမ်းခြုံရာတနိဒာဖြစ်ကြပါစေဒီနေ့မနေ့9ရက်ခွဲရန်ကုန်မြို့နယ်နေတွက်ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒေရုရေသွေးကနှိမ့်ချနေတယ်တနိဒာလုံးတွေတိမ်တင်းတင်းကနေတိမ်ထူတက်ပြီးတော့မှနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်အမြင့်ဆုံးပူချိန်ကတော့33ဒီဂရီရှိမှဖြစ်ပါတယ် ၄နိုင်စဉ်ဝိပုကျင်းလင်းပြနိုဝင်ဘာလ9ရက်တောက်ကြနေ2025လူသားတော်နှင့်တူတော်သူတူဦးကို၎င်းညင်ဤဒီကချက်ဓာရိချမ်းမှာခွန်အားယူစရာများအပိုင်း၃ဖခင်ချမ်းချက်ဓာရိချမ်းခန်းကြီးတေခန်းငယ်6မှ16ယေရှုခရစ်ဤဆင်းရဲခြင်းဒုက္ခမှဆာ၍နိုင်ငံတော်ကို၎င်းတီးခန့်တော်မူခြင်းကို၎င်းသင်တို့နှင့်တူဆက်ဆံသောအဖို့ဖက် သင်တို့အကိုငါယောဟန်သည် ရားသခင်နှုတ်ကပတ်နှင့်ယေရှုခရစ်သက်တည်ခံတော်မူချက်ကြောင့်သတ်မှုကျွန်းမှနေရစဉ်တွင်သခင်ဖျားနေ၌ဝိညာဉ်တော်ကို ခံရ၍တဘိုးခရအတန်ကဲ့သို့ငါနောက်၌မြည်သောအတန်ကြီးကိုကြား၏မြည်သောအချက်ဟူမူကားသင်သည်မြင်သောအရာကိုစာဆောင်၌ရေးထား၍အေဖက်မြို့သမှုရဏမြို့ပေရဂန်မြို့သွာတိရမြို့တာတိမြို့ဖိလဒေလိပိမြို့လောဒီကီမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးလိုက်လောဟုဆိုသည် ထို့သောငါနှင့်စကားပြော၍အတန်မြည်သောသူကိုမြင်ခြင်းကငါသည်လှဲ့ကြည့်လင် ရွှေမိကွက်ခုနှလုံးကို၎င်းထိုမိကွက်ခုနှလုံးလည်၌လူသားတော်နှင့်တူသောသူတူကို၎င်းမြင်၏ထို့သူသည်ခြေသို့တိုင်အောင်ဝစ်ချုံလျက်ရင်တော်၌ရွှေကပန်းကိုစည်းလျက်ဖြစ်၏ခေါင်းတော်နှင့်စပင်တော်သည်ဖြူသောသုံးမွေးကဲ့သို့၎င်းမိုးပွင့်ကဲ့သို့၎င်းဖြူ၏မျက်စိတော်သည်လည်းမီးလျံကဲ့သို့ဖြစ်၏ခြေတော်သည်လည်း မိနိုင်ချွတ်ပြီးသောကြေးဝါစနစ်တူ၏အတန်တော်သည်လဲသမုတ်တရားတန်ကဲ့သို့ဖြစ်၏လက်ရလက်တော်သည်လဲကျဲခုနှစ်လုံးကိုကန်၏ဒွင်းတော်ရဲကလဲထက်သောတန်လျက်ထွက်၏မျက်နာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်တော်နေကဲ့သို့ဖြစ်၏ယေဇကျေလနာဂတိကျမ်းခန်းကြီး၃ခန်းငယ်၁နှင့်ထိုအခါဝိညာဉ်တော်သည်ငါ့ကိုချီ၍သာဝရဖျားခြင်းမှုတော်မူရာအယမဘုံတော်သည်မင်္ဂလာရှိစေတည်းဟု ငါနောက်၌ကြီးစွာသောလှုပ်ရှားခြင်းတန်ကိုငါကြား၏ရှင်ယောဟန်သည်ဒီဗျာဒိတ်ကျမ်းကိုရေးတဲ့ချိန်မှာသူသည်ခရစ်တော်အတွက်ကြောင့်ပတ်မှုကျွန်းဆိုတဲ့ကျွန်းတစ်ခုမှာအကျဉ်းချခံရတဲ့အချိန်ဖြစ်ကြောင်းကိုဖော်ပြတယ်။ပတ်မှုကျွန်းဆိုတာသည်ကြောက်ဆိုင်ကြောက်သားတွေများပြီးတော့မှအဲ့ဒီခေတ်မှာအကျဉ်းထောင်ဖြစ်တဲ့အသုံးပြုပြီးတော့မှအကျဉ်းသားတွေကိုကြောက်တွေကိုခွဲစေရတဲ့လှုပ်သားနေတဲ့အသုံးပြုတဲ့နေရာဖြစ်ပါတယ်။ ရှင်ယောဟန်ကအဲ့ဒီနေရာမှာသခင်ရှုကိုတက်သေးခံတဲ့အတွက်အကျဉ်းချခံရတာဖြစ်တဲ့သူကိုယ်သူဖော်ပြတဲ့အခါမှာယေရှုခရစ်ရဲ့ဆင်းရဲဒုက္ခကိုခံရတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်ကိုလည်းခံစားရတယ်။တိခဲ့တော်မူခြင်းကိုလည်းဒီစာကိုရေးပေးလိုက်တဲ့ယုံကြည်သူတွေနဲ့အတူတူညီကိုတစ်ဖွဲ့ဖြစ်တဲ့ငါယောဟန်လို့သူကိုယ်သူဖော်ပြပါဗါး။သူဟာရေချားမြေချားတကြွမှအကျဉ်းချခံရပေမဲ့သူစိတ်ထဲမှာယုံကြည်သူညီကိုတွေအတွက်ပြောရမယ့်သတင်းစကားတွေရှိတယ်ဆိုတာကိုတွေ့ရပါတယ်။ ဆက်လက်ပြီးအဲ့ဒီကျုံမမာနေတဲ့ချိန်မှာရှင်ရောဟန်သည်တခင်ဖျားနေမှာတဘိုးခရကဲသို့ကြီးတဲ့တန်အပြင်သူ့ကိုပြောရာကိုကြားရတယ်ပြောတဲ့တဲ့င်းစကားကသူမြင်ရတဲ့အရာတွေကို စာတစောင်မှရေးထားပြီးတော့မှတင်းတော်ခုနှစ်ပါးကိုပေးလိုက်ဖို့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့မှ သူ့ကိုစကားပြောတဲ့သူကို သူကြည့်ဖို့လက်ကြည့်လိုက်တဲ့အခါမှာတခင်ရွှေရဲ့တဲ့င်းတော်ကို သူတွေ့ရတယ်လူသားတော်နဲ့တူတဲ့လူတူသည်မိကွက်ခုနှစ်လုံးလည်းမှရှိနေတယ် သူသည်ခြေထောက်ထိအောင်ဖုံးတဲ့ဝတ်ရုံကိုဝတ်ထားတယ်။ရင်ဘက်မှာရွှေကပန်းကိုစီးထားတယ်။ခေါင်းတော်နဲ့စပင်တော်ကတော့သိုးမွေးကဲသို့မိုးဝင်းကဲသို့ဆွဆွဖြူတယ်။မျက်စိကတော့မီးလျံကဲသို့ဖြစ်တယ်။ခြေထောက်ကလည်းကြေးဝါနဲ့တူတယ်ဆိုတာကိုဖော်ပြတယ်။အတန်ကလည်းသမုတ်တရားရဲ့အတန်လိုမျိုးဟုံးဟုံးမြည်တဲ့အတန်မျိုးဖြစ်တယ်။သူ့ရဲ့ညာဘက်လက်မှာကြဲခွနလုံးကိုကင်ထားတယ်။ကတွင်းထဲကလည်းတန်လက်လိုမျိုးထက်တဲ့အရာထွက်လာတယ်။ မျက်နာတော်ဟာလည်းအချိန်တကိုးနဲ့ထွန်းတောက်တဲ့နေကဲ့သို့ဖြစ်ကြောင်းကိုဖော်ပြထားပါတယ်။ဒီယူပါယုန်ထဲမှာတွေ့မြင်ရတဲ့အရာအလုံးဟာခွန်အားရှိခြင်းတကိုးနဲ့ပြည့်စုံခြင်းအာနာရောဇက်ရှိခြင်းအမှတ်တမတ်ကြခြင်းဆိုတဲ့အရာတွေကိုကိုးစားပြုတဲ့အရာတွေဖြစ်တယ်။ဒီနုံကရှင်ယောဟန်ဒီသခင်ယေရှုကိုလူစားတိနေတဲ့သာတွေ့ရတာဖြစ်ပြီးတော့မှဒီမှာတော့အချိန်တကိုးကြီးမားတဲ့ဘုရားသားတော်အနေနဲ့တွေ့ရတာဖြစ်တယ်။အဲ့တကိုးအချိန်ဝါကြီးမားတဲ့သခင်ယေရှုခရစ်ဒီအခုကျွန်တော်တို့အသက်တာမှာလည်းအသက်ရှင်နေတဲ့ ရှင်တကူကြီးွားတဲ့သခင်ယေရှုပဲဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ခရစ်တော်ကိုကိုးကွယ်ယုံကြည်တဲ့သူတွေလည်းသခင်ယေရှုကိုသခင်ယေရှုဖြစ်တဲ့အတိုင်းပဲမြင်ဖို့သူ့ရဲ့အရှင်ဝါဩဇာအာဏာကိုသိရှိလက်ခံဖို့ကျင့်သုံးဖို့လိုက်နာဖို့ရန်အထူးအရေးကြီးပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။ဒါတော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်ဒီနေ့တည့်တွက်ကိုရုပ်ကိုယေရှုတင်มาရဲမနေ့တိုင်ကူးနာတော်တိတ်ကိုခံစားရတယ် ဤနှစ်ရက်ဒီကိုရောဖန်ဆင်းရနေရဖြစ်တဲ့အတွက်တာမရှင်ရှင်လန်းဝဲမြောက်ကြပါရယ်ကရရှင်ခွန်အားပေးပါဆွရင်ပေးပါနင်တနေ့ဒါလုံးကိုဖျားပေးတဲ့ခွန်အားဆွမ်းတတိယူပါယုံအလိုတော်နဲ့ကြီးရှောက်လန်းသွားနိုင်ပါမည်ကြောင်းကောင်းကြီးပေးပါမာမချမ်းတဲ့သူတွေစိတ်ဝင်စေခဲ့တယောက်ကုသလက်ရှိတဲ့အားလုံးကျမ်းမာပျော်ရွှင်စွာနဲ့ငါယောဂတိတ္တတာပျောက်ကင်းစေပါမည်ကြောင်းကောင်းကြီးပေးပါတော်ရတောင်ထဲမှာမိုးရေလေးတွေမှာပြေလွှာပုန်းရှောင်နေတဲ့သူကိုရရှင်ကြီးစုကြွားလက်ရင်ဝတ်ချင်းချမ်းသာလွတ်မြောက်ချင်း အန်ဒီရဲ့ဘေးကင်းလုံခြုံရေးများကိုချပေးမစသနာတော်မူပါမတရားဖန်စီချုံနောက်ခံတို့အကုန်လုံးလွတ်မြောက်စေတော်မူပါမြမပြည်ကြီးကလေးကိုရရှင် မောင်မိုက်တကူဘေးကိုရရှင်မျိုးမျိုးသောချုံနောက်မှုတွေမတရားမှုတွေထဲမှလွတ်မြောက်ရသောခွန်ကိုရရှင် ပြင်ဆင်ပေးပါတန့်ရှင်သောဘုညွတ်တော်ဖျားသာမွတ်လယ်မှာဆင်းသက်ကြွလာလေကိုရရှင်အုပ်စိုးပါလမ်းပြပါပို့ဆောင်ပါဝိညာဉ်ရှင်တကူဖြင့်ကိုရောချစ်ချင်းမြတ်တာဖြင့်သာမွတ်တွေရရာကိုပြုမှုလောက်ကန်ပြောဆိုဆောင်ရွက်အောင်မြင်နိုင်သောသူတွေတည်တည်ဖြစ်စေပါမည်ကြောင်း ကောင်းကြီးချပေးမှာသာသနာတော်မူပါယုံကြည်သူတွေရဲ့ဆုတောင်းခြင်းအပြည့်မြတ်ပြည်ကြီးကြောင်းလဲစေဖို့လွတ်လပ်ရေးရစေဖို့ငြိမ်သက်ခြင်းရစေဖို့ကိုရရှင်အထူးပြင်ဆင်ကောင်းကြီးပေးသနာတော်မူပါတင်တော်တိုင်းကိုရရှင်ကောင်းကြီးပေးပါတင်ဦးဆရာတော်ကြီးများအမှုတော်ဆောင်များအားလုံးကိုလည်းကိုရရှင်ရဲ့ဘုံတကူစံတတိတန်ရှင်သောဝိညာဉ်တော်ချစ်ချင်းမြတ်တာပေးတဲ့တကူများဖြင့်ပြည့်စုံကျွယ်ဝစေတော်မူပါဘရောလောကန်စားတောင်းနေသူလည်းအစဉ်ပြေစီပါမြာပြည်ကြီးမှာယခုချင်းစာရိတ္တတွေများကြီးရော့ပါလာတယ် လူသားမဆန်တဲ့ခြေနေတွေလူတံမိုးကိုရှော့ကြဘရမဘရရှင်လူသက်ကိုရောင်းစားတာတွေတံမိုးမထားရတဲ့အများကြီးဖြစ်လာတယ်ကိုရရှင်ဒါတွေကိုတီးတော်မူတဲ့တိုင်မကိုရရှင်ပြင်ဆင်ပေးပါလူရဲ့နှလုံးသားကိုရရှင်ပြုပြင်ပြပြင်ဆင်ပေးပါလူသက်ကိုတံမိုးထက်တဲ့သူတွေလူရဲ့ဖြစ်တည်ခြင်းကိုတံပိုးထက်တော်လူသားဆန်သောနိုင်ငံကြီးဖြစ်စေဖို့ကိုရရှင်ပြန်လည်ပြင်ဆင်ပေးပါမိကြောင်းနဲ့မာပြည်ကြီးကိုချမ်းသာညီသက်ခြင်းပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လေဆုတောင်းကြပါရပါဗျာ 아멘.